အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ညတကောင်းမှာအစာထားချက်စားကြသူများဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်တူအန်နာပါစုမေတ္တာနဲ့သူရဲ့ချွေမအကြီးနှစ်ယောက်လုံးကတော့စုမေတ္တာရဲ့တောင်းအငယ်လေးအတွက်သရိုးသမီးတော်ကြီးခဲ့ကြပါတယ်မိန်းကလေးကို တွေ့ကြရတဲ့အခါမှာချွေမအကြီးကပြောလိုက်ပါတယ်ဟဲ့မိုနီကာနင်းပါလား အေးဟုတ်တယ်အနူရာဒါရင်ငါလေးဒါနဲ့နေရောဘလို့လဲအေးငါအဆင်ပြေပါတယ်ငါနေကောင်းတယ်ဒါနဲ့နေပြောစမ်းမအောင်နေရောဘလို့လဲငါလည်းကောင်းပါတယ်ငါလည်းအဆင်ပြေရဲ့လေဟဲ့အင်းတို့နှစ်ယောက်တယောက်နဲ့တယောက်တိနေကြတာလားဟုတ်ပါတယ်ကျမတို့နှစ်ယောက်လုံးကတငယ်ချင်းတွေလေငယ်လေးကလေးကတိချမ်းလာခဲ့ကြတဲ့တငယ်ချင်းတွေပထမတော့ကျမတို့ငငယ်တော့ကအကြောင်းအတူတူတက်ကြတယ်နောက်ကျတော့သူ့ဘဲကိုရှောက်လို့ရောက်တော့မှန်းကျမလည်းမသိတော့ဘူး တကယ်တော့အဖေမရှိတော့တဲ့နောက်အကိုကတခြားနေရာကိုပြောင်းရွှေ့တောင်းဝင်ကြတာနဲ့ငါတို့လည်းအဲ့ဒီမှာလိုက်သွားနေနေရတာကဲဒါပေမဲ့နေအခုဘာမှအရန်ကြီးလဲစိတ်ပူမနေပါတော့နဲ့ငါတို့နေရာအခုဆိုရင်တော့အမျိုးတော်ကြရတော့မှလीငါတို့ကအခုအချိန်မှလည်းတငယ်ချင်းလိုမျိုးတတတ်အလုံးနေထိုင်သွားလို့ရတယ်ကျမကတော့ကျမရဲ့လင်ကြီးမလေးကိုတတော်လေးသဘောကျနေပြီအားလုံးရောဘယ်လိုလဲပြောကြပါဦးအေးပါအေးပါငါတို့လည်းမိုနီကာကိုသဘောကျပါတယ်အဲ့ဒါကြောင့်ငါတို့ဘက်ကနေပြီးတော့လေမင်္ဂလာဆောင်ကိုသဘောကျတယ်နော် ဒီနောက်မှာတော့အားလုံးရဲ့သဘောတူညီဆန္ဒနဲ့တရိယမင်္ဂလာဆောင်ကိုတမတ်ခဲ့ကြပါရယ်။နောက်ထပ်ရဲ့အနေငယ်ကြောင့်မြင်သွားခဲ့တဲ့အခါမှာမိုနီကာလည်းလက်ထပ်ပြီးရောက်ကမအိမ်ကိုရောက်ရှိလာခဲ့ပါရယ်။အဲ့ဒီအချိန်မှာသူ့ရဲ့ရောင်မအကြီးအနူရာသာကိုဝင်ဆောင်ထားခဲ့ရတာပေါ့။ရဲ့အနေငယ်ကုံဆောင်သွားခဲ့ပါရယ်။မိုနီကာကတော့ညောင်ဘက်တွေအိယာကထပြီးထမင်းစားတတ်တဲ့အချင်းရှိပါရယ်။မိဘအိမ်မှာနေထိုင်ခဲ့တဲ့အချိန်ကာလအတွင်းတော့ကဒီကိစ္စနဲ့ပတ်သက်ပြီးသူမအမေစီမှာခဏခဏအဆူခံရပါရယ်။ အခုရခမအင်ကိုလည်းရောက်ရှိလာခဲ့ပါပြီ။သူမရဲ့ဒီအကျင့်ကိုသူမဘယ်လိုမျိုးထိန်းချုပ်ထားရမလဲဆိုတာကိုစဉ်းစားနေခဲ့ပါရဲ့။တရက်နှစ်ရက်လောက်ကြာသူမဘယ်လိုမျိုးထိန်းချုပ်ပြီးနေထိုင်နေခဲ့ပေမဲ့တတိယမြောင်နေ့ရက်မှာတော့သူမကိုယ့်ဟာကိုယ်ဘယ်လိုမှထိန်းမချုပ်နိုင်တဲ့အဆုံးမှာတော့မိဖို့ကံနဲ့ဝင်လာခဲ့လိုက်ပါရဲ့။ညဆက်တော်ကြီးထိုးကြီးမိဖို့ကံနဲ့ဝင်သွားခဲ့ပြီးနောက်မှာတော့မိဖို့ကံနဲ့မှရှိတဲ့ထမင်းတွေကိုထည့်ပြီးစားလိုက်ပါရဲ့။သူမစားတော့ပြီးအနောက်ကိုလှည့်ကြည့်လိုက်တာနဲ့သူမရဲ့လေညီမဖြစ်သူအနုရာဒာကိုတွေ့လိုက်ရပါရဲ့။အနုရာဒာနေပါလား။ အေးဟုတ်တယ်မိုနီကာရန်ကငါဘိုက်ရန်စာလို့လေငါကိုဝင်ဆောင်ထားတာဆိုတော့ခဏခဏဘိုက်စာတက်တယ်နေအခုချိန်ထိညရီမိုးချောထမင်းထစားနေတောင်းပဲလားဒီအကျင့်အခုထိမပြောက်သေးဘူးပေါ့လေဟုတ်လားအေးဟုတ်တယ်ဟဲ့ငါ့ရဲ့ဒီအကျင့်ကြီးကလုံးဝကိုမပြောက်သေးဘူးအမေကတော့ပြောပါရဲ့ငေါဒီအကျင့်ကြီးကိုရအောင်ဖျောက်ပါတဲ့ယခုမှအိမ်ကိုရောက်ပြီးတော့လေဒီလိုပဲစားတောင်းနေမယ်ဆိုရင်တော့အားလုံးကငါ့ကိုညဘက်ကြီးဖုတ်စည်းနေရလားဆိုပြီးတော့ထင်ကြလိမ့်မယ်ဒါပေမဲ့ငါအကျင့်ကတော့မပြောက်သေးတဲ့အတိုင်းပဲ အေမိုနီကရေငါတော့ကိုဝင်ဆောင်ထားရတာဆိုတဲ့အခါကျတော့ညဘက်တွေထထပြီးတော့စားတက်တဲ့အချင်းရှိတယ်။အခုငါတို့နှစ်ယောက်သားအတူတူညဘက်ထပြီးတော့စားလို့ရတာပေါ့။ကဲကောင်းပါလေလေဘလို့မဆိုအရင်တော့ကဆိုရင်တော့ငါတယောက်ထဲထစားရတာအခုအဖော်လဲရှိသွားပြီဆိုတော့ပိုကောင်းတာပေါ့။အင်းဟုတ်တယ်နော်။ဒါပေမဲ့ဒီနေ့ထမင်းရောင်နည်းနည်းလေးပဲရှိတာဆိုတော့ငါတို့နည်းနည်းစီပဲစားရတော့မယ်။နောက်နေ့တွေကျရင်တော့ငါတို့ထမင်းဟင်းတွေကိုပို့ပြီးတော့ချက်ပြုတ်ထားလိုက်ကြမယ်လေ။ဒါမှညဘက်ကြီးပိုက်စားလာတဲ့အခါကျရင်တော့ငါတို့ထစားလို့ရမှာ။ ဒီလိုနဲ့ချွေးမော်လေးတို့နှစ်အောင်လုံးကလည်းညောင်ဘက်တွေထထပြီးထမင်းစားတတ်ကြပါရဲ့ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးသွားခဲ့ပြီတရမှာတော့ကဲငါဈေးသွားပြီလို့အတက်ပစ္စည်းလေးတွေသွားဝယ်လာရုံပဲနော်ပြန်လာတဲ့အခါကြာလို့ရှိရင်တော့ငါတို့မုတ်လေးပါလေးတခုခုလှုပ်ရှားကြရအောင်ဒီနောက်မှာတော့ရခမဖြစ်သူကဈေးကိုသွားပြီလို့အတက်ပစ္စည်းတွေအားလုံးကိုဝယ်လာခဲ့လိုက်ပါရဲ့အင်ကိုပြန်လာခဲ့တဲ့အခါမှာတော့မုတ်အချောက်တွေအများကြီးကိုကြိုတင်ပြင်ဆင်ပြီးလှုပ်ထားခဲ့ကြတယ် နောက်တော့ဘိုးရည်ထဲမှာအပြည့်ထည့်ပြီးသိမ်းထားခဲ့ကြပါရဲ့။ကဲအခုတော့အတော်လေးအဆင်ပြေသွားပြီ။အိမ်ကိုအဲ့တဲ့ရီဘာတွေလာတဲ့အခါကြာလို့ရှင်တော့ဒါတွေကိုတခါတည်းထုတ်ကျွေးလို့ရတယ်။အဲ့တဲ့လာမှဒီကုတကဘာမှမမထလောက်เสียရလည်းမလို့တော့ဘူးအဆင်ပြေသွားပြီ။အဒီနေ့ညမှာတော့တတော်တယောက်လုံးအလုပ်တွေပြပြမမလုပ်ပြီးတော့လုံးဝအိတ်လို့မပြောခဲ့ပါဘူး။တို့ကတော့ညမိုးချုပ်သွားမယ့်အချိန်အားလုံးအိမ်မော်ကြာနေမယ့်အချိန်ကိုပဲစောင့်နေခဲ့ကြပါရဲ့ညမိုးချုပ်သွားခဲ့တဲ့အခါမှာမိုနီကာထထွက်လာခဲ့ပြီးမိဖို့ကန်နေဝင်လာခဲ့တဲ့အခါမှာတော့ အနုရာဒာတရားဝနကကြော်ထားတဲ့မုတ်တွေကိုအပေါ်တရားထိုင်စားနေရတွေ့ခဲ့ရပါတယ်။ကြည့်ပါဦးဒီနေ့အစောကြီးမိဖို့ခံနေရောက်နေပါလားစစားနေပြီလား။အေးဟုတ်တယ်ဟဲ့ဒီမုတ်တွေကဘလောက်တောင်စားကောင်းပြီးရောအရသာရှိလိုက်တယ်လေ။ငါလည်းကိုဟောက်ကိုအတော်လေးထိန်းချုပ်ထားရတယ်တိလား။ပထမတော့ကအမေရှိနေရတယ်ငါလည်းမစားခဲ့ရတာအခုတော့စားကျင်တာကိုစားရပြီ။နင်လည်းဒီမှာအမြန်ဆုံးလာစားလေစားကောင်းနေအရန်အရသာရှိရပဲ။အချိန်ခဏအတွင်းမှာပဲတို့ကမုတ်တွေအများကြီးကိုစားပြစ်ခဲ့ကြပါတယ်။ နောက်နေ့မှလည်းတို့နှစ်ယောက်သာညောင်ဘက်ကြီးအိယာကထလာခဲ့ပြီးဒီမုတ်တွေအားလုံးကိုထမှန်စားတောက်ခဲ့ကြပါရဲ့။တို့မုတ်တွေကိုနေစဉ်နေတိုင်းထပြီးစားတောက်နေခဲ့တဲ့အတွက်မုတ်ဘူးတွေကအတော်လေးကျော်နေကုန်ပါပြီ။ရဲနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာတို့အိမ်ကိုဧည့်သည်ရောက်ရှိလာခဲ့ပါရဲ့။ဧည့်သည်ရောက်ရှိလာခဲ့တဲ့အခါမှာဧခံဖို့အတွက်ရခမဖြစ်သူကလည်းစဉ်းစားလိုက်ပါရဲ့။ချွေမလေးတွေကကိုစီအလုပ်တွေမအားမလတ်နိုင်အောင်အောင်ဖြစ်နေခဲ့တဲ့အတွက်သူကိုယ်တိုင်ပဲဧည့်သည်ကိုမုတ်ချပေးမယ်ဆိုပြီးစဉ်းစားခဲ့ရပါဘော။ မော့ဘူတွေကိုလာကြည့်ခဲ့တဲ့အခါမှာတော့သူလည်းအံ့အားသင့်သွားပါတယ်။ဒါကြောင့်ချွေမနှစ်ယောက်လုံးကိုအမြန်ဆုံးခေါ်လိုက်ပါတယ်။ချွေမအကြီးရဲ့ချွေမအငယ်လေးရဲ့အမြန်လာအမြန်လာဒီကိုအမြန်လာခဲ့စမ်း။ဘာဖြစ်တာလဲအမေရဲ့။ဘာများဖြစ်လို့လဲ။ငါလွန်ခဲ့တဲ့နှစ်ရက်တောင်ကပဲဒီမှာမော့တွေအများကြီးလှုပ်ထားခဲ့တာ။နေတော့နဲ့အတူတူမော့တွေကြောပြီးပလဲနဲ့အပြည့်ထည့်ထားခဲ့တာလေ။မော့တွေအလုံးဘယ်ကိုရောက်သွားတာလဲ။နှစ်ယောက်လုံးကလည်းမသိတဲ့ပုံစံလေးတွေနဲ့ပြောလိုက်ကြပါရဲ့။အေးဟုတ်တယ်နော်အမေ။ဘလို့ဖြစ်တာလဲရှင်။ မုတ်တွေအများကြီးကြော်ပြီးတော့ဘူးအပြည့်ထည့်ထားတာပါမုတ်တွေကဘယ်လိုရောက်သွားလဲအမေရဲ့ဒါနဲ့အမေအိမ်မှာကြွက်တွေဘာတွေများရှိနေရလားဒါမှမဟုတ်အင်ကိုတခိုးတွေဘာတွေကတ်ကြများလားတခိုးကစားသွားတာရောမဖြစ်နိုင်ဘူးလားအေးဟုတ်တယ်ချွေးမလေးရဲ့တခိုးခုတော့လွဲနေတယ်လို့အမေထင်တယ်ကြွက်ဆိုလို့ရှိရင်တော့ဒီဘူးအဖုံးကိုဖွင့်ဖို့ဆိုတာကလွယ်တာမဟုတ်ဘူးဒီနောက်မှာတော့စမေတရာကလည်းအတော်လေးကိုစိတ်ပြက်လက်ပြက်ဖြစ်နေကြရပါသေး။သူကလည်းအိမ်မှာရှိတဲ့အစားအသောက်တွေအကုန်လုံးကိုတတေးချာချာမျက်စိတောက်ထောက်ကြည့်နေကြပါသေး။ စ္စည်းတွေအကုန်လုံးကိုဘလောက်တောင်မှထပ်ထားလဲဆိုတာကိုလည်းသူမတသေးချာလိုက်ကြည့်လိုက်ပါရီ။သူညောင်ဘက်ရေခဲတတာတွေမှာထပ်ထားတဲ့အစာတောက်တွေအကုန်လုံးကနောင်နေမနှံ့မိုးလင်းပြီးဆိုတာနဲ့ရေခဲတတာတွေကနေပျောက်သွားကြပါရီ။ချွေးမလေးတို့ရေအမေလုံးဝနားမလည်နိုင်တော့ဘူးရေခဲတတာတွေအစာတောက်တွေထည့်ထားတိုင်းအမြဲတမ်းပျောက်နေတယ်။ဘဲကိုဘလို့ဖြစ်ပြီးရောပျောက်ပျောက်သွားတာလေ။ဒါဆိုရင်တော့အမေရေတေးကြပြီ။အိမ်မှာမကောင်းတဲ့ဝိညာဉ်ဆိုးတွေဘာတွေများရှိနေတာလားမသိဘူးနော်။တရေတွေဘာတွေရောမဖြစ်နိုင်ဘူးလား။ ညဆိုရင်တော့တတော်ကဒီထမင်းဟင်းတွေအကုန်လုံးကိုလာပြီးတော့စားတောက်ပြနေရလိ။ဘာပြောရဲဘာတရေဟုတ်လားတရေ။ဒါကြောင့်စမေတနာကလည်းအရန်ကိုကြောက်လန့်သွားခဲ့ပြီးနောက်မှာတော့အိယာတွေကနေအောင်မထားရတော့ပါဘူး။ညဘက်တွေဆိုရင်တော့သူမပို့ပြီးကြောက်လန့်နေခဲ့ပါရီ။သူကတော့အိယာတွေမှာပဲအေးအေးစိစိအိမ်မောကြာနေခဲ့တဲ့အချိန်ချွေးမတွေကညကြီးအချိန်မတော်ထပြီးစားတောက်နေခဲ့ကြပါရီ။တရမှာတော့စမေတနာကသူ့ရဲ့တငယ်ချင်းတအူကိုဒီကိစ္စတွေအကြောင်းပြောပြခဲ့ပါရီ။တငယ်ချင်းကလည်းသူ့ကိုအကြံတစ်ခုပေးလိုက်ပါရီ။ ဒါဆိုရင်တော့နင်ဒီလိုလုပ်လေငါ့စီမောင်နီလန်တစ်ခုရှိတယ်တိလားနင်ထူးဆန်းတဲ့အကြော်တစ်ခုကိုကြော်ပြီးတော့ထထလိုက်အဲ့ဒါကိုစားပြီးသွားတဲ့သူတွေဘာဖြစ်သွားလဲဆိုတော့ကိုနင်ကြည့်လိုက်음ဟုတ်တယ်နော်ငါလည်းသိကျင်သေးတယ်တရေပဲဖြစ်ဖြစ်အခိုးပဲဖြစ်ဖြစ်ဘယ်လိုဖြစ်မလဲဆိုတော့ကိုတော့ငါအရင်ကသိကျင်နေပြီဒါကြောင့်ယခုမှဖြစ်တော့ကလည်းအကြော်တွေကိုကြော်ပြီးနောက်မှာတော့စေးထည့်ပြီးတော့ထားခဲ့လိုက်ပါတယ်ညဘက်ကြီးတမင်းရောင်မနှစ်ယောက်လိုမိဖို့ခံတဲ့ကိုဝင်လာခဲ့ပြီးနောက်မှာတော့ပြောခဲ့ကြပါတယ် အတော်အနံ့အမွှေးလိုက်တာနော်အတော်လေးကိုမွှေးတယ်ဒီအနံ့ဘယားနေပြီးရောရနေရလဲဒီဘက်ကနေပြီးရောရနေတဲ့အနံ့နဲ့တွေ့ရနော်သူတို့ကလည်းပကံကိုဖွင့်ကြည့်ခဲ့တဲ့အခါမှာတော့ပကံထဲမှာအကြောဆောင်တွေရှိနေအောင်ကိုတွေးခဲ့ရပါတယ်နေပေါ်ဒီအချိန်အကြောတွေကကြံနေသေးတယ်အများကြီးပဲဘယ်သူကများအကြောတွေကိုကြော်ပြီးတော့ထားခဲ့ရတာလဲကြည့်ရတာအမေကြော်ထားတာဖြစ်မယ်မနက်စာအတော်ကြိုးပြီးတော့ကြော်ထားတာလည်းဖြစ်နိုင်ကြပါလေအကြော်တွေကပူပူလေးပဲရှိသေးတယ်ငါတို့ဘိုက်စားနေတာဆိုတော့ဒါကိုပဲစားလိုက်ကြမယ်လား အမေရတော့ဒီအကြော်တွေကိုတရေတွေတစေတွေကပဲစားသွားတယ်ဆိုပြီးတော့ထင်မှတ်နေအောင်မှာပဲကိစ္စမရှိပါဘူးရတယ်ဒီနောက်မှာတော့တမယောင်မနေအောင်လုံးကလည်းအကြော်တွေကိုယူပြီးတော့စိန်ပြေတပြေစားတော့ခဲ့ကြပါတယ်အချိန်ခဏကြာမြင်သွားခဲ့တဲ့အခါမှာရခမဖြစ်သူခတ်ထားတဲ့ဆေးတွေကအစွမ်းပြလာခဲ့ပါတယ်တမယောင်မနေအောင်လုံးကလည်းအကြော်တွေအားလုံးကိုစားပြီးတော့မူးယူနေခဲ့ကြပါပြီသူတို့ကအတန်အကျယ်ကြီးတွေနဲ့အော်ရှီလက်ခုပ်တီးပြီးစကားတွေကိုလည်းပြောဆိုခဲ့ကြပါတယ် ငါတို့တငယ်ချင်းမျိုးနေပမာထပ်ပြီးရရှာတွေ့နေအောင်ပါလေတငယ်ချင်းရဲ့ဟုတ်တယ်နော်ငါတို့တငယ်ချင်းမျိုးကတော့ငါတယောက်တည်းပဲရှိတယ်သူတို့ရဲ့အော်ဤတန်တွေနဲ့တချင်းအော်ဆိုတန်တွေကိုကြားခဲ့ရတဲ့အခါမှာတော့အိမ်မှာရှိတဲ့မိသားစုဝင်တွေအကုန်လုံးကလည်းအပြင်ကိုထွက်လာပြီးကြီးခဲ့ကြပါတယ်နင်တို့နှစ်ယောက်ပါလားဟွန်းဒါဆိုရင်တော့ညမိုးချုပ်ကြီးထပြီးရစားတောင်းနေတာနင်တို့နှစ်ယောက်ပေါ့အိမ်မှာရှိတဲ့ထမင်းဟင်းတွေကိုနင်တို့ပဲစားနေခဲ့ကြတာပဲစားရလေစားတော့ဘာဖြစ်လဲစားပြီးတော့အိတ်တယ် ဘိုင်းဝါရောမှအဲ့လိုပြောမှာပေါ့ဘာဖြစ်လဲစားတော့ဘာဖြစ်လဲဘာဆိုင်လဲဘာလို့လာပြောနေရလဲဟုတ်တယ်ကျမတို့နှစ်ယောက်လုံးကညဆိုလို့ရှင်တော့ဘိုက်စားလို့ထမင်းတွေကိုထားစားတယ်အမေတော့တရေ၆တာတရေကဒါတွေအားလုံးကိုစားသွားတာဆိုပြီးတော့လိန်ခဲ့ကြတာပဲဘလို့လဲပြောစရာကောင်းတယ်မလားအမေလည်းအရင်ကကြောက်လန့်နေခဲ့ရလीကတော်စန်းတော်လိုက်ကြတော့နင်တို့ဘလို့ဖြစ်နေကြလဲဟမ်အခုချစ်စီအခန်းထဲကိုလိုက်ခဲနေငါ့ကြောင့်တိစီရမယ်တားရဲ့တော်ပါတော့ဘလို့ဖြစ်နေရလဲ အမေကအကြော်ထဲမှာမူးရစ်စေးဝါးတွေရောထည့်ထားတာဆိုတော့သူတို့တော်တော်လေးကိုမူးယူနေကြတယ်သူတို့ဘာမှထပ်ပြီးတော့ပြောမနေနဲ့ဒီအလုပ်တွေအကုန်လုံးကိုလုပ်နေကြတာကသူတို့နှစ်ယောက်ဆိုတာကိုသာသိရင်တော့ငါပထမတွေကဒီအကြော်တွေကိုကြော်ထားခဲ့မှာကိုမဟုတ်ဘူးချွေးမအကြီးကိုလည်းကြည့်ပါအောင်သူကကိုဝင်ဆောင်ထားရတာသူသာတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဘာမှဖြစ်မှာမဟုတ်ပါဘူးအမေရဲ့ကျွန်တော်ကသူ့ကိုအခုပဲအခန်းထဲကိုခေါ်သွားလိုက်မယ်ခဏလေးအနားယူလိုက်မယ်ဆိုလို့ရှင်တော့ပြန်လဲကောင်းမွန်သွားပါလိမ့်မယ် ီလိုနဲ့ညဘက်မှာနှစ်ယောက်စလုံးကမူပြီးတော့အိပ်ပျော်သွားခဲ့ကြပါရဲ့နောက်နေ့မနက်မော်လင်သွားခဲ့တဲ့ခါမှာသူတို့ယောက်ျားတွေကသူတို့ညရောကောင်ပါရီလောက်ခဲ့လဲဆိုတဲ့အကြောင်းတွေကိုလည်းပြန်လည်ပြောပြခဲ့ကြပါရဲ့နှစ်ယောက်လုံးကလည်းခမဖြစ်သူရဲ့အခန်းထဲကိုသွားပြီးနောက်မှာတော့သူရဲ့အမားတွေအားလုံးအတွက်အမြန်တောင်းပန်ခဲ့ကြပါရဲ့အမေကျမတို့မှားသွားပါတယ်ကျမတို့ခွဲလို့ပါတော့ကျမတို့ညောင်ဘက်ကြီးဗိုက်စာတက်လို့အဲ့ဒါကျမတို့အမားတော့လည်းမဟုတ်ဘူးလေကဲနင်တို့အစားစားတာအမားမဟုတ်ဘူးလိန်ပြောတာကအမားပဲ ငါအတော်ထဲမှာမူရစ်စေတဲ့ဆေးတွေကို ရောထည့်ခဲ့လို့တော်သေးရပေါ့ငါကကြောတက်ဆေးတွေကိုတော့အဲ့ဒီထဲမှာရောထည့်ခဲ့မယ်ဆိုရင်တော့နင်တို့ဘုရားမတွေးရစေရပဲနင်တို့ညာဘက်ဘိုက်စာတတ်တယ်ဆိုရင်တော့တခိုးတွေလိုမျိုးခိုးကြောင်ခိုးဝမ်းနဲ့ဖွက်ပြီးစားစေရဘာအကြောင်းမှမရှိဘူးအေးအေးစစ်စစ်စားလိချွေးမကြီးနင်ရောက်ကဝင်ဆောင်ထားရတာကောင်းကောင်းစားတော့မှစမ်းမကြီးကောင်းတဲ့ကလေးကိုမွေးဖွားနိုင်မှာဒီနေ့ဆပြီးရောခိုးကြောင်ခိုးဝမ်းစားစေရဘာအကြောင်းမှမရှိဘူးပေါ်တင်စားကျွန်တော်ကလည်းပျော်ရွှင်ဝမ်းသာသွားခဲ့ကြပြီးရောရခမဖြစ်သူကိုဖတ်ထားခဲ့ကြပါရဲ့ နောက်တော့နှစ်ယောက်သားညာဘက်အစားအသောက်တွေကိုအေးအေးစစ်စစ်ထားစားခဲ့ကြပါရီနောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ဟင်းချက်ကျွမ်းနဲ့ချွေးမလေးဆိုတဲ့ပုံပြင်ပဲဖြစ်ပါရီအမေတမီးကြောင်းသွားရအောင်မယ်အမေရနောက်ကြောင်နေပြီတမီးရဲ့ထမင်းဘူးဘယ်မှာလဲတမီးရဲ့အမေဒီနေ့နေထိုင်လို့မကောင်းဘူးဆိုတော့တမီးကိုယ်တိုင်ပဲတခုခုချက်သွားလိုက်တော့နော်ဟုတ်ပြီလေမေဒါဆိုရင်တော့တမီးကိုယ်တိုင်ပဲချက်လိုက်မယ်နော်လက်သမီးကလည်းသူ့အတူထမင်းဘူးထည့်ပြီးကြောင်းသွားလိုက်ပါရီ အတန်းဆိုင်ပြီးတော့ပြီးနေလေစားစားတောက်ချိန်မှာတငယ်ချင်းနဲ့အတူတူထိုင်ပြီးစားတောက်ခဲ့ပါရီသူမခောက်ဆွယ်ပြုတ်ပြီးထဲလာတာတွေ့ခဲ့ရတဲ့အခါမှာတငယ်ချင်းတွေကတော့သူမကိုကြည့်ပြီးရှီမောလောင်ပြောင်းနေခဲ့ကြရင်ပြောလိုက်ပါရီဒါဘလို့ဖြစ်တာလဲလက်သမီးရဲ့ငါတို့ကအကြောင်းသူလေးမဟုတ်တော့ဘူးလေမသိရင်လည်းဟဲ့ high school ကျောင်းသူလေးကြာနေရောပဲထမင်းဆိုင်ထဲမှာခောက်ဆွဲပြုတ်တွေကိုထည့်လာခဲ့တယ်ဟုတ်လားဒါနဲ့ငါသိသလောက်ဆိုလို့ရှင်တော့နေအမေကနေအတွက်အမေရဲ့ထမင်းဟင်းကောင်းကောင်းချက်ပြုတ်ပြင်ဆင်ပြီးထည့်ပေးနေကြပါ ဒီနေ့မှနေအမေကနေကိုဘာဖြစ်လို့များခောက်ဆွဲတွေပြုတ်ပြီးတော့ထည့်ပေးလိုက်ရတာလဲဆိုတာကိုပြောစမ်းမောင်းအမေနေမကောင်းဘူးလေဒီနေ့အမေအိယာကနေထတော့မထနိုင်ဘူးအရန်ကိုပင်ပန်းပြီးနေမကောင်းဖြစ်နေတာဆိုတော့ငါလည်းအမေကိုဒုက္ခမပေးချင်တာနဲ့ငါလှုပ်တက်ပြီးအစင်ပြေတာလေးအမြန်လှုပ်လို့ရတာလေးထည့်လာခဲ့လိုက်တာပေါ့ဟာနင်တို့ကလေကဲကဲကဲထားပါထားပါနေဒီခောက်ဆွဲပြုတ်ကိုဘလို့စားမလဲငါတို့နဲ့အတူတူပဲစားလိုက်တော့တကယ်ပြောနေရလားဒါဆိုရင်တော့အရန်ကိုကောင်းတဲ့ကိစ္စတခုပဲငါလည်းနင်တို့နှစ်ယောက်နဲ့အတူတူထမင်းကြိုက် ခွဲစားမှာကိုသဘောကျပါရဲ့အခုငါတစ်ချိန်ထဲမှာထမင်းတုံးမျိုးစားရတော့မယ်ညနေခင်းလက်ချမီကျောင်းကနေအိမ်ကိုပြန်အောင်လာခဲ့ပါရဲ့ဒီအချိန်မှာလည်းသူ့အမေကတော့အနာယူနေကြုံပါပဲသမီးအမေအခုချိန်ထိမတတ်တာသေးဘူးသမီးရဲ့အမေထားလည်းမထနိုင်ဘူးနေထိုင်လို့လည်းမကောင်းဘူးဒီနေ့တော့သမီးပဲထမင်းဟင်းချက်ပြုတ်လိုက်ကြတော့ဟုတ်ကဲ့ပါအမေရရပါရဲ့အမေအေးစစ်စစ်အနာယူလိုက်ပါတော့သမီးကိုယ်တိုင်ပဲညစာထမင်းဟင်းကိုချက်လိုက်ပါတော့မယ်ဒီလိုနဲ့လက်ချမီကလည်းမိဖို့ကံနဲ့တွားပြီးနောက်မှာတော့ သူ့အမေစားဖို့အတွက်စံပြုတ်၊သူစားဖို့အတွက်ထမင်းကျော်၊သူ့အဖေအတွက်ရိုတီနဲ့ဟင်းတွေကိုတစ်ခါတည်းပြင်ဆင်ချက်ပြုတ်လိုက်ပါရီ။ဒီနောက်မိသားစုတွေအကုန်လုံးအတူတူထိုင်ပြီးထမင်းဝိုင်းဖွဲ့စားတောက်ခဲ့ကြပါရီ။ဒီလိုနဲ့ပဲတစ်နှစ်ပြီးတစ်နှစ်အကုန်ဆုံးသွားခဲ့ပြီးနောက်ဆုံးမှာတော့လက်စမီကလည်းဘွေရရှိသွားခဲ့ပါပြီ။မိခင်ဖြစ်သူကလည်းတမီလေးဘွေရသွားပြီးဆိုတော့လည်းတမီဖြစ်သူကိုအိမ်အောင်ချပေးဖို့အတွက်စတင်စစ်ဆင်ခဲ့ပါရီ။အကောင်းမွန်ဆုံးကောင်းလေးတယောက်ကိုလည်းလိုက်ရှာနေခဲ့ပါရီ။ လနေငယ်ကြောင်မြင်သွားခဲ့တဲ့အခါမှာတော့ကောင်းမွန်တဲ့ကောင်းလေးတယောက်ရဲ့အကြောင်းကိုသူတို့ကြားခဲ့ရပါတယ်။မိခင်ဖြစ်သူကလည်းသူ့သမီးလေးနဲ့ဒီအကြောင်းတွေကိုစကားပြောဆိုကြည့်ခဲ့ရပါဘူး။သမီးရဲ့သမီးအတွက်အရန်ကိုကောင်းမွန်တဲ့အိမ်ကကောင်းလေးတယောက်ကလာကမ်းလှမ်းထားတယ်။အိမ်မမီတောင်းဆွေတွေကအများကြီးရှိတာမဟုတ်ဘူး။တောင်းမီနှစ်ယောက်ပဲရှိရော။အိမ်ကလည်းကောင်းတယ်။သမီးသာလက်ထပ်ပြီးအဲ့ဒီအိမ်ကိုရောက်သွားပြီးဆိုရင်တော့ငါ့ရဲ့သမီးလေးအေးအေးစိစိနေရမှကျင်းနေတယ်။ကောင်းလေးကိုယ်တိုင်ကလည်းခရီးသွားတဲ့ပတ်သက်တဲ့လုပ်ငန်းကိုလုပ်ကင်တာဆိုပဲသမီးရဲ့ အမေရဲ့ကျွန်မအခုမှကြောင်းပြီးခါစားရပဲရှိသေးတယ်။တမီးအခုအလုံးလုံးချင်သေးတယ်အမေ။အလုံးလုံးပြီးသွားတဲ့အခါကျတော့မှတမီးအိမ်အောင်ပြုတ်ဖို့အတွက်စဉ်းစားချင်တာ။အခုလက်ထပ်လိုက်မယ်ဆိုရင်တော့အလုံးလုံးရမယ်။ပြီးတော့အိမ်လုံးတွေအကုန်လုံးကိုလည်းတယောက်တည်းလုပ်ရမယ်။တမီးအဆင်ပြေမှာမဟုတ်ဘူး။ကဲတမီးအမေပြောတဲ့စကားကိုသေချာနားထောင်စမ်းပါ။အခုတလောအမေကတိတ်ပြီးကျမ်းမာရည်လည်းကောင်းတာမဟုတ်ဘူးခဏခဏနေမကောင်းဖြစ်နေတာတမိထဲသိရနော်ကောင်းမွန်တဲ့ကောင်းလေးကိုဆိုတော့ကနေခဏခဏရှာတွေးလိုက်မယ်လို့ထင်မနေနဲ့ ဒါပေမဲ့အမေပြောပါအောင်မေရဲ့တမီးအတက်ကအရင်အောင်ငယ်သေးတယ်ဒီအတက်ရွှေမှာဘယ်သူကလက်ထက်လို့လဲတမီးတက်ငယ်ချင်းတွေအကုန်လုံးကိုလည်းကြည့်ပါအောင်သူတို့ဘယ်သူမှလက်မထက်ကြသေးဘူးအမလီတမီးရဲ့အမေတို့ခေတုံးကဆိုလို့ရှင်တော့တမီးအတက်အရွယ်ဆိုရင်အ ਨੇ ဆုံးခလေးနှစ်ယောက်လောက်ကရနေပြီအရာအားလုံးကလည်းအဆင်ပြေနေရပဲလက်ထက်ဖို့အတွက်စဉ်းစားရမှာပေါ့အရင်ဆုံးကောင်းလေးကိုငါတို့ကြည့်ကြမယ်လေအဆင်မပြေဘူးဆိုလို့ရှင်တော့အမေကိုယ်တိုင်ပဲမင်္ဂလာဆောင်ကိုညင်းပယ်လိုက်မယ်ဟုတ်ပြီလားအမေဘာမှအရင်ကြီးလဲစိတ်ပူမနေစမ်းပါနဲ့ ကဲကဲကဲပြောပြောဒါဆိုရင်တော့အမေတို့လက်ထပ်ပွဲအတွက်အစီအစဉ်တွေကိုရှေ့ဆက်ပြီးတော့လုပ်ရတော့မလားကဲထားလိုက်ပါတော့အမေရဲ့အမေသမီးကိုပြောနေတဲ့ပုံစံကသမီးညင်းစရာတကွမ်းအမှလည်းမရှိရောအမေတို့ကြိုက်တယ်လို့သာလောက်ကြပါတော့ဒီလိုနဲ့လက်စဗီယမိခင်ဖြစ်သူကလည်းကောင်းလေးဘက်ကသူတွေနဲ့တွေ့ဆုံခဲ့ပြီးနောက်မှာတော့စကားပြောဆိုခဲ့ကြပါသည်လက်စမီနဲ့ဂဂန်တို့တယောက်လုံးတယောက်နဲ့တယောက်တွေ့ဆုံပြီးစကားပြောဆိုကြည့်ခဲ့တဲ့အခါမှာတယောက်ကိုတယောက်သဘောကျသွားခဲ့ကြပါသည် ဒီနောက်အားလုံးရဲ့သဘောတူညီဆန္ဒနဲ့နှစ်ယောက်သာလက်ထပ်ခဲ့ကြပါရယ်လက်ထပ်ပြီးနောက်မှာတော့လက်ချမီကလည်းရခမအင်ကိုရောက်ရှိလာခဲ့ပါပြီမင်္ဂလာဆောင်ပြီးနောက်နေ့မှာတော့သူမပထမဦးစုံမီဖို့ကံနဲ့ဝင်ရတဲ့ရိုရထုံတန်းအစလာကိုဆင်နွှဲခဲ့ပါရယ်ခဏနေတော့သူမချက်ပြုတ်ထားတဲ့ဟင်းတွေအကုန်လုံးကိုကျွေးဖို့အတွက်တည့်ခင်းလိုက်ပါရယ်ချွေးမလေးရေဒါဘလို့ဖြစ်တာလဲဒီနေ့ကနေပထမဦးစုံမီဖို့ကံနဲ့ဝင်ရတဲ့နေ့မဟုတ်ဘူးလားပထမဦးစုံမီဖို့ကံဝင်ရတဲ့နေ့လေးမှာနေပေါင်းလေးကိုချက်ပြုတ်ထားတာလေး နေဟယ်လိုဝါတစ်ခုလောက်တယ်ဆိုလို့ရှင်တော့ရပြီဒီလောက်အများကြီးလောက်ဆရာမလို့ပါဘူးထုံတန်းအစင်လာပြီးမြောက်သွားဖို့ကားပဲလို့အတားဘလောက်ထိများတယ်ဟင်းတွေထမင်းတွေကိုချက်တော့ပင်မနာပေါ့ရပါတယ်အမေရဲ့ဟယ်လိုဝါစားကျင်တယ်သူကဟယ်လိုဝါစားလို့ရတယ်နော်အငံစားကျင်တယ်သူကတော့အငံကိုရွေးပြီးတော့စားလို့ရပါတယ်အဲဒါကြောင့်ကျွန်မမုတ်ကိုကြော်ထားပေးရထမင်းနဲ့ပဲဟင်းကိုစားကျင်တယ်ဆိုလို့ရှင်လဲစားလို့ရအောင်လို့ကျွန်မတခါတည်းကိုချက်ပေးထားတယ်အော်ချွေးမလေးရေငါတို့အိမ်မှာရှိတာဆိုလို့လူလေး၃ယောက်ပဲရှိတာ ဘယ်သူကဘာတွေကိုရွေးပြီးတော့စားနေရအောင်မလဲอืมဟုတ်တယ်ဟုတ်တယ်ဟုတ်တော့လေဟုတ်တယ်ဒါပေမဲ့အမေရဲ့ကျမကိုဟိုဟာမလှုပ်ထားဘူးဒီဟာမလှုပ်ထားဘူးလို့ပြောမှကိုစိုးနေရအောင်ကျမလည်းဒါတွေအကုန်လုံးကိုတခါရဲလှုပ်ထားလိုက်တာဒီပုံစံတိုင်းပဲနေစဉ်နေတိုင်းဖြစ်နေခဲ့ပါတယ်လက်ချမီကတော့ထမင်းဟင်းတွေကိုအများကြီးအမြဲတမ်းချက်ပြုတ်ပြင်ဆင်ထားတတ်ပါတယ်သူအခုလိုမျိုးအများကြီးချက်ပြုတ်တဲ့အတွက်ကြောင့်မို့လို့အပိုအတုံးစေးတွေအများကြီးပိုကုန်ပါတယ်မိဖို့ကြောင့်တောင်ပစ္စည်းတွေကလည်းခဏအတွင်းမှာပဲကုန်ဆုံးသွားခဲ့ပြီးခဏခဏပြေးရလို့နဲ့အတွက် အပြက်စီအဆောင်ရှောင်းတွေအများကြီးကိုရင်ဆိုင်နေခဲ့ရပါတယ်။ထူဆန်းလိုက်တာဒီပုံစံအတိုင်းထမင်းဟင်းချက်ပြုတ်နေတာဆိုလို့ရှင်တော့ငါတို့မွဲတော့မယ်။အရင်တော့ကငါမိဖို့ခံတဲ့ဝင်တော့ကဆိုလို့ရှင်တော့နှစ်လလောက်အေးအေးဆေးဆေးတုံးလို့ရတယ်။အခုရက်အနေငယ်အတွင်းမှာပဲမိဖို့ချောင်းထဲမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကုန်ကုန်သွားတယ်။ပင်လာကိုရိုင်းကလည်းသူ့သားလေးကိုလက်ထပ်ပေးပြီးတဲ့နောက်မှာတော့မိဖို့ခံကိုတိတ်ပြီးမလှည့်ကြည့်တော့ပါဘူး။တာဝန်တွေအကုန်လုံးကိုချွေးမော်လေးရဲ့တာဝန်အဖြစ်ပဲသူမလွှဲပြောင်းပေးအပ်ချားခဲ့ပါရဲ့။ လက်ရှိတယောက်တည်းကပဲအိမ်လုံးတွေအားလုံးကိုလုပ်ပြီးမိဖို့ခံရတဲ့တဝင်တွေအကုန်လုံးကိုလည်းယူထားပေးခဲ့တာပါ။ဒါပေမဲ့သူမကထမင်းဟင်ချက်ပြုတ်တဲ့အခါတိုင်းသုံးနာလုံးစောက်ကိုတခါရေပေါင်းပြီးချက်ပြုတ်လေးရှိပါသေး။တခါထလေကြောင့်ရင်အိန္ဒိယအစားအသောက်တွေနဲ့အတူတူတရုတ်အစားအစာတွေကိုလည်းသူမချက်ပြုတ်ကြပါသေး။တခါထလေတော့တောင်ပိုင်းအစားအသောက်တွေကိုလည်းသူမချက်ပြုတ်လိုက်ပါသေး။တရမတော်ဗမလာကလည်းဈေးသွားပြီးပြန်လာခဲ့ပါသေး။သူမအသေးနဲ့တွေအများကြီးဝယ်ပြီးပြန်လာခဲ့တာပါ။ရေခဲတတော်တွေမှာအသေးနဲ့တွေကိုထည့်ဖို့အတွက်ရေခဲတတော်ဖွင့်လိုက်တဲ့အခါမှာတော့ နေရတခုလေးတော့မှအလို့ရှိမနေခဲ့ပါဘူးရေကတတာတခုတော့အပြည့်ဖြစ်နေပါရဲ့ဟိုဖျားတခင်ဒုက္ခပါပဲဒါရီအားလုံးကဘာတွေလဲဘာတွေများအလောက်ကြောင့်မှထဲ့ထားရတာလဲရေကတတာတွေမှာစားစရာတောင်းစရာတွေကအပြည့်ပါပဲလားဟုတ်တယ်အမေရဲ့အပေါ်အဆုံးမှာမနေရတော့ကကျမတို့စားပြီးကြမ်းနေဟင်းထမင်းတွေအကုန်လုံးကိုထဲ့ထားတယ်ဒီအောက်ဖက်မှာတော့မနေရညတော့ကစားပြီးကြမ်းနေဟင်းတွေလေးအဲ့ဒါမကုန်သေးရနဲ့ကျမတင်းထားလိုက်ကြပါဒါမဲ့အမေအရင်လဲစွန့်ပူပဲမနေပါတော့နဲ့ကျမဒါရီကိုအခုယူပြီးတော့ပြစ်လိုက်တော့မယ် ပြဖို့အတွက်ပဲကျွန်မလုပ်နေရပါနေဒီအစားအသောက်တွေအကုန်လုံးကိုယူပြီးတော့ပြစ်မယ်ဟုတ်လားနှမျောစီဟာကြီးချွေးမလေးရဲ့တလောက်အများကြီးကိုဟုတ်တယ်လေအမေရဲ့ထမင်းအပိုတွေကအများကြီးပဲဟင်းတွေကလည်းအများကြီးပိုနေအောင်ဒီထမင်းကြံဟင်းကြံတွေကိုအိမ်မှာပဲသူ့မှာစားကြမှာလည်းမဟုတ်ဘူးဆိုတော့ပြစ်လိုက်တာကအကောင်းဆုံးပဲပေါ့အဲ့ဒါကြောင့်ငါနေ့ကိုပြောတယ်တစ်ခါချက်မယ်ဆိုရင်တော့ထမင်းကိုတနက်စာပဲချက်ဒါဆိုလို့ရှင်တော့အချိန်ကုန်လဲတတ်တာတယ်ဂတ်စ်လဲတတ်တာတယ်နောက်ဆုံးမှတော့ရိတ်ခါတွေလည်းတတ်တာပါပေါ့ လက်စမီကယခုမှပြောတဲ့စကားကိုနားထောင်နေခဲ့ပေမဲ့ဘာမှပြန်မပြောခဲ့ပါဘူးတကယ်မှတော့ကော်ရှယ်လီယာရဲ့တငယ်ချင်းတယောက်ရောက်ရှိလာခဲ့ပါတယ်လက်စမီကအဲ့နဲ့လာတဲ့အချိန်မှလည်းထမင်းဟင်းတွေအများကြီးခြာကျွေးလိုက်ပါတယ်ကော်ရှယ်လီယာရဲ့နေအိမ်မှာဒီနေ့အလှူတွေဘာတွေများလောက်ကြလားအဲ့တွေအများကြီးလာမှမဟုတ်လို့ထမင်းတွေအများကြီးချက်ထားတာလားမဟုတ်ပါဘူးဟဲ့ဒါဆိုရင်တော့အနေဘာဖြစ်လို့ထမင်းဟင်းတွေအများကြီးငေါ့ချပြီးတော့ကျွေးနေရလဲမသိရင်တော့တရလုံးစာတစ်ခါရဲကိုချက်ထားတဲ့အတိုင်းပဲ ဒီလောက်ထိစားကောင်းပြီးအရသာရှိတဲ့ဟင်းတွေအများကြီးကိုတခါတည်းချက်ထားတာဆိုတော့ကိစ္စတစ်ခုခုတော့ရှိရမယ်ငါ့ကိုပြောစမ်းမအောင်ဘာမှမဟုတ်ပါဘူးဟဲ့ငါချွေမလေးကလေတရက်ကို၃ကဒီပုံစံအတိုင်းအများကြီးချက်တာဘာပြောရလဲဘာပြောရလဲဟုတ်တယ်လေသူကဒီပုံစံအတိုင်းပဲအများအတန်းချက်တယ်တရက်ကိုတခါတည်းချက်ပြီးကျွေးရမဟုတ်ဘူးနော်တန်တန်ချင်းစီတိုင်းမှာတရက်လုံးစာလောက်ကိုချက်တယ်အခုမနက်စာချက်ပြီးွားလို့ရှိရင်နေ့လယ်စာလည်းဒီတိုင်းညစာလည်းဒီတိုင်းထက်ချက်တာဘလောက်ပဲရှင်းပြရှင်းပြသူကတော့နားကိုမလဲပါဘူး ဒါဆိုရင်လည်းနေရဲ့ချွေးမလေးကိုအလောက်တောင်မှပြောဆိုမနေတော့နဲ့ပေါ့။သူကလည်းငြူဆိုင်ပါသေးတယ်။အခုခေချွေးမတွေကတော့လေတနက်စာတိုင်းမှာတရက်လုံးစာမပြောနဲ့။တရက်လုံးမှာတနက်စာပဲချက်ပါဆိုရင်တော့မှချက်ချင်းကြတာမဟုတ်ဘူး။အားလုံးကပညာပဲပြကျင်နေကြတာ။နေနားမလဲပါဘူးဟဲ့။ဒီဒုက္ခတွေကိုခံစားရတဲ့သူကပဲအမှန်တကယ်နားလည်နိုင်တာ။ဒီလိုနဲ့ပဲနောက်ထပ်ချက်အနေနဲ့ကုံဆောင်သွားခဲ့ပြန်ပါလေ။လက်မီကတော့သူရဲ့အကျင့်တွေကိုလုံးဝမပြုံးပြင်းခဲ့ပါဘူး။ရောက်ကမဖြစ်တော့ကလည်းချွေးမလေးရဲ့အကျင့်စိုးတွေကြောင့်အတော်လေးစိတ်ပြန့်နေခဲ့ရပါပြီ။ ကြောင့်သူကလည်းသူ့ရဲ့ချွေးမလေးကိုသင်ခန်းစာပေးဖို့အတွက်စဉ်းစားလိုက်ပါတယ်။ထမင်းဟင်းကြံတဲ့အခါတိုင်းမှာလည်းချွေးမလေးကိုပဲစားခိုင်းပါတော့တယ်။လက်သမီးကလည်းထမင်းဟင်းအကြံတွေကိုစားနေစားနေအတော်လေးကိုစိုက်ပြနေခဲ့ပါပြီ။တရမတော့ကော်ရှယ်လီယာကလည်းချွေးမလေးကိုသူနဲ့အတူတူဖခင်အောင်ကိုခေါ်သွားလိုက်ပါတယ်။ဖခင်အောင်အရှိမရှိတဲ့တောင်းစားတဲ့သူတွေကထမင်းတနက်စားတော့ရဖို့အတွက်ဘလောက်တောင်မှတောင်းနေရလဲဆိုတာကိုလည်းပြသလိုက်ပါတယ်။ဒီမှာကြည့်ချွေးမလေးရဲ့တတော်ထမင်းတနက်စားဖို့အတွက်ဘလောက်တောင်မှဖြစ်ပြနေရလဲတွေ့လား။ နေကတော့တနက်မှာ၃နက်စာလောက်ချက်တယ်။ဒီအချိန်မှာလက်ချမီကလည်းသူ့ရဲ့အမားတွေကိုသဘောပေါက်နားလည်သွားခဲ့ပါရဲ့။ဒါကြောင့်လက်ချမီကလည်းတစ်ခါတိုင်းမှာတနက်စာထမင်းဟင်းကိုသာချက်ပြုတ်ပြီးထမင်းဟင်းတွေကိုလည်းမတုံပြဲကြပါဘူး။သူကပြောင်းလဲသွားခဲ့တဲ့အခါမှာရခမဖြစ်တို့လည်းပြောရွှင်ဝမ်းသာသွားခဲ့ပါရဲ့။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။